လိုအပ်များသိကျင်နေကြတဲ့ငကားပုံစံဟာပဇွန်ကောင်းတဲ့တူရဲဆိုပြီးပြောပြလိုက်တဲ့ဒရိုက်တာကျော်ဟင်းကျော်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမကြာခဏတွေ့ရတက်တာကတော့ငကားဖြစ်ပြီးငကားတိုက်ဆက်တွေကတော့နိုင်ငံအနှံ့မှာတွေ့နိုင်ပါတယ်ငကားဆိုတဲ့အကောင့်ထဲကိုသေးချမမြင်ဘူးကြပေမဲ့လည်းငကားတိုက်ဆက်တချို့ကတော့ရေတွေးတဲ့အခါဝင်ပိုးကြတာပေါင်းငကားတွေမှာအမောက်ပါတယ်ဆိုပြီးတော့ထင်ကြပေမဲ့လည်းငကားရဲ့ကောင်းဟာပဇွန်ကောင်းတဲ့တူရဲလို့ပြောလိုက်သူကတော့ဒရိုက်တာကြီးကျော်ဟင်းကျော်ဖြစ်ပါတယ်ဒရိုက်တာကျော်ဟင်းကျော်ကတိုက်ဆက်ပဋ္ဌာန်းဆက်တွေနဲ့ပတ်သက်လာ ရင်သေချာနားလည်သူဖြစ်ပြီးလူအများသိကျင်နေကြတဲ့ငကားပုံစံကိုပြောပြလိုက်ပါတယ်။လူအများစုကငကားကိုအစိမ်းရောင်တစ်ယောက်ထဲရှိတယ်လို့ထင်ကြပေမဲ့လည်းတကယ်တော့ငကားတွေကအစိမ်းရောင်အဝါရောင်အနီရောင်ဆိုပြီးအယောင်၃မျိုးရှိပါတယ်။ရေငကားနဲ့ကုန်းငကားဆိုပြီးတော့၂မျိုးရှိကစာရီထဲမှာကုညွတ်ထားလို့ငကားတွေရဲ့ပုံစံကအမောက်တွေကနုတ်တွေဖြစ်သွားခဲ့တာပါ။ တကယ်တော့နဂါရဲ့ကောင်းဟာပဇွန်ကောင်းနဲ့တူပြီးနိုင်ငံသားမှာနဂါကိုဖမ်းမိပြီးချက်စားလိုက်တဲ့သူတွေကဒုက္ခရောက်သွားကြတယ်လို့ဆိုပါတယ်။လူဝံများစုကနဂါတွေကိုမမြင်ဘူးကြပေမဲ့လည်းဒရိုက်တာကျော်ရင်ကျော်ကတော့သူများတွေထပ်ထူးခဲ့တာကြောင့်နဂါတွေအကြောင်းအတော်လေးသိတာပေါ့။ကဘာကြီးကိုစောင်းရှောင်းနေတဲ့နဂါတွေလည်းတကယ်လည်းမြန်မာနိုင်ငံကဒလားမြေအောက်ထဲမှာလည်းနဂါရွာရှိတယ်လို့နေရာတိကျနဲ့ပြောလိုက်တာပေါ့။တခါတော့ကဒလားမြေမှာတင်မောနှစ်စီးကခါကနေဖြတ်တိုင်းပြီးကြပြီးတင်မောတစ်စီးကတော့သုံးပိုင်းကျိုးသွားခဲ့ပါတယ်။တင်မောပေါ်ပါလာတဲ့သူတွေကရေရဲကိုကြာသွား ကြောင့်ရင်ငုတ်သမားတွေကရေထဲကိုဆင်းပြီးရှာရကနေနဂါးရွာကိုတွေ့လိုက်ကြရတာပေါ့ရင်ငုတ်သမားတွေကဝစ်စုံပြင်းနဲ့ရေအောင်မှရှောက်ဖွေပေမဲ့လည်းနှကမ်းမွေးအဖြူသပင်အဖြူဝစ်စုံအဖြူနဲ့အဖိုးတယောက်ကတော့ရင်ငုတ်ဝစ်စုံမပါပဲရေအောင်ထဲမှာပေါ်လာတယ်လို့ဆိုပါတယ်အရိဘိုးတော်ကရင်ငုတ်သမားတွေကိုဆက်မရှာဖို့နဲ့ကွယ်လွန်သောသူတွေကရေအောင်ကနဂါးရွာမှာပြောင်းနေကြပြီလို့ပြသလိုက်တာပေါ့ ကွယ်လော်သောသူတွေဟာငကားရွာကိုရောက်သွားပြီဖြစ်ကရွာထဲမှာရေကူးနေကြပါတယ်။ငကားပုံစံတွေအပြည့်စုံပါတဲ့ငကားတွေလည်းရှိသလုံးလူတစ်ပိုင်းငကားတစ်ပိုင်းတွေကိုလည်းတွေ့လိုက်ရပါတယ်။ရင်ကုန်သမားတွေကတော့ရှောက်ဖွေနေပေမဲ့လည်းကွယ်လွန်သောသူတွေကတော့ငကားရွာမှာကူးခတ်ပြီးပျော်ရွှင်နေကြပါတယ်။ အရင်ရင်ကိုသမားကိုဘိုးတော်ကပန်းတီတလုံးပေးလိုက်ပြီးတဲ့နောက်အရင်ပန်းတီကိုကင်လိုက်တဲ့အခါရေဘော်ကိုပြန်တက်လာပါတော့တယ်ရင်ကိုသမားကတော့အရင်ဖြစ်ပျက်ကိုကိုတွေ့ကြုံခဲ့ရတာကြောင့်အယံအော်ပြီးနောက်စကားတော်မပြောနိုင်တော့ပါဘူးသူ့ရဲ့တသက်တာမှာဒလမယောက်ကနဂါရွာကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပြီးနဂါရီတကယ်ရှိကြောင်းယုံကြည်သွားကြပါတော့တယ်အခုထစ်လေဒလမယောက်ထဲမှာနဂါရွာတည်ရှိပြီးနဂါရီစံပြောင်းနေကြတယ်လို့ဒရိုက်တာကျော်ရင်ကျော်ကဆိုပါတယ် ကိုတိုင်းမမြင်ဘူးတာကြောင့်လူသားတွေကနဂါးရှိတာကိုမယုံကြပေမဲ့လည်းတကယ်လက်တွေ့မှာတော့နဂါးတွေကတကယ်ရှိတဲ့အကြောင်းနဂါးတွေကိုအဝေးကြီးသွားကြည့်စရာမလိုပဲဒလောင်းမြေအောက်ထဲမှာတင်ရှိချောင်းကိုဒရိုက်တာကျော်ရင်ကျော်ကခိုင်ခိုင်မာမာ ပြောသွားခဲ့တာပါ နဂါးတွေကရေထဲမှာတင်ရှိတာမဟုတ်ဘဲဂုံးပေါ်မှာလည်းရှိပြီးမိုင်းဖုံးဆရာတော်ကြီးကတော့မိုင်း3000ရှိတဲ့နဂါးကြီးဟာမြန်မာနိုင်ငံရဲ့မြေအောက်မှာနေနေတဲလို့ဟောသွားခဲ့ပါတယ်။နဂါးကြီးကမြေလှန်လိုက်လို့မြေငနေလှုပ်သွားတာဖြစ်ပြီးဒရိုက်တာကျော်ရင်ကျော်ပြောတဲ့ရေနဂါးနဲ့ဂုံးနဂါးဆိုတဲ့အချက်ကတိုက်ဆိုင်နေပါတယ်။နဂါးမလေးအမီဆန်ကလည်းသူဒေါသထွက်တာကြောင့်ငလျင်လှုပ်သွားတာဖြစ်ကဒေါသမထွက်မိအောင်စိတ်ထိန်နေရပါသေးတယ်။ဘရိတ်တ်ကြီးရောနဂါးရှိတယ်ဆိုတာတကယ်ယုံကြည်ရလားရှင်ခမမပြပြခဲ့ပါအောင်နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ